ချိန်မှာပေါ့နော်တွဲဘက်အတွင်းမူဖြင့်ဒီမနေချင်းခွေရဲ့တင်းတော်မော်ပြီးမှာပေါ့နော်ဘုရားသခင်ရဲ့မူလို့မြန်မာစကတ်အစီခံနေတဲ့သူတယောက်ဖြစ်ပါတယ်လို့ကျမနာမည်ကတော့နကူရေးချူဖြစ်ပါတယ်ကျမကတော့ခုမှဆိုခုချိန်မှာဆိုရင်တော့တွဲဖက်တဲ့အုပ်ဆရာမတယောက်အမည်နဲ့ကျမဘုရားခင်ရဲ့အမှုတော်မြတ်မှာစကတ်အစီခံနေပါတယ်ပြောင်းနေတာတယောက်ကြည့်ပြောတော့ဘယ်နော်။ဘာလို့ပြောင်းနေလဲ။အဲဘာလို့ပြောင်းနေလာလဲဆိုရင်ငယ်ရဲ့ အဒီရောက်လာကစားဆိုရင်ဖျားချောင်းတလုံးနဲ့အဲဘေးနာကဆန်နစ်စကူအဆောင်လေးပဲရှိသေးတယ်နော်ဒါရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုကနော်အဲပြီးတဲ့အခါကျတော့မှပဲခမဆောင်လေးရှိလာတယ်ပေါ့နော်အဲအဲ့ဒီမှာခမဆောင်လေးဒါရုပ်ပိုင်းဆိုင်ရာတိုးတက်မှုရှိတယ်ပြီးတော့ငယ်ရောက်တော့မှပါရှိတယ်ငယ်မငယ်ကျတော့ပေါ့နော်အမိုးတို့အဖေတို့ရဲ့ပြောစကားအရာပေါ့နော်အမိုးဒီကိုရောက်တော့ဒီကိုစားတော့1990ခုနှစ်ဧပြီဆိုတော့ ဟိုပိုက်ထဲမှာဗောနော်မငရအမိုးပိုက်ထဲမှာဗောနော်အမိုးပိုက်ထဲမှာပဲရှိတဲ့အချိန်မှာဒီရောက်တော့မှ6လပိုင်းကျမှမွေးတယ်ဆိုတော့ပြောရမယ်ဆိုရင်ဒီတက်တန်း36နှစ်ဗောနော်ရှိသွားပြီဗောနော်ဒီနေရာကိုရောက်တော့ဗောနော်အဲအရန်တိတိလောကတိတိလေးတော့ငငယ်လေးတော့ဟာတော့အရန်မမတ်မိပြီပဲเนาะအဲ့တော့ကတော့ဗောနော်ဟိုဆန်နစ်ကူးတင်ခဲ့တဲ့အရာတွေဗောနော်ဆီယာမမရောက်သေးဘူးဗောနော်ရောက်သေးဦးအဲရောက်ခဲ့တဲ့ခါမှာအေးဆန်နစ်ကူးတင်တဲ့ဆီယာသမားတွေ မရှိသေးဘူးအခုလိုမျိုး fever တွေပါလေစဉ်းစားအဲ့တော့မလာကိုကပဲမကြုံသေးလားမှတ်မိရလားတော့မသိဘူးနော်အဲ့တော့ဆိုဘလို့တင်မေးလဲဆိုရင်မနော်ဟိုအရင်တော့လူငယ်ဥက္ကဋ္ဌဟာအဖြူစေအဖြူစေဆိုရင်ဘောတော့အငယ်တို့ Sunday school တွေတင်မေးတယ်ပုံမြင်နေပြောအရင်လဲဟိုပျော်စရာကောင်းတယ်ဗောနော်အဲ့ဒါပြီးတော့ဘိုးတော်ဝင်းတို့တင်မေးတယ် Sunday school အနောက်ပိုင်းမှာမနော်စမဆမ်မီတို့အများကြီးစမအေဂီတို့ဗောနော်အဲအဲ့လိုမျိုးဒါတရာမိုးကြောင်နောက်ပိုင်းလာတဲ့လူဗောနော် ကိုရောတော့အဲ့လိုဆရာသမားညီလေးတင်ခဲ့တယ်ပေါ့နော်အဲ့တော့ကိုမှတ်မိတာအဲ့ဒီအဆောက်အဦကလေဖျားเจ้าရဲ့နောက်သားလေးမှလာမယ်အခုလက်ရှိဖျားเจ้าရဲ့အနောက်သားလေးမှအဲ့လိုမျိုးရှိတဲ့အဆောင်လေးပေါ့နော်အဲ့ဟာလေးတော့ရေးရေးတော့မှတ်မိတယ်ပေါ့နော်အဲအဲ့လိုမျိုးလေးအခုတဖြည်းဖြည်းနဲ့တင်းတော့မှအဲ့လိုပါဝင်ဆက်ကဲ့ရင်တော့တင်းတော့တော့ပြောင်းပြောင်းလေးလာတယ်ပေါ့နော်ရုပ်ပိုင်းဆိုင်ရာတော့လကောင်းပေါ့နော်ဥညင်ပိုင်းဆိုင်ရာတော့လကောင်းအရင်ကတော့ဒီနေရာလဲဒီလောက်မရှိသေးဘူးပေါ့နော်နေတယ်ပေါ့နော် ဆိုတော့တို့ဝิญญမိုင်းဆိုင်ရာပြောကြည့်ရအောင်အဲဝิญญမိုင်းဆိုင်ရာဆိုရင်တော့တိုးတက်မှုရှိရတယ်တော့ညင်တယ်ပေါ့နော်ဟုတ်တယ်တိုးတက်မှုရှိကြတယ်ပေါ့နော်အရင်တော့ကဆိုရင်တော့အဲဒီလိုလေးပဲသွားနေတယ်အခုဆိုရင်လည်းအဲတိုးတက်မှုရှိလာတယ်လို့လည်းမြင်တယ်ပေါ့နော်အဲရုပ်ပိုင်းဆိုင်ရာမှာလည်းတိုးတက်တယ်လို့ဝิญဉာဉ်ပိုင်းဆိုင်ရာမှာလည်းတိုးတက်တယ်ပေါ့နော်အခုဆိုရင်လည်း ဟိုကိုရီရင်တော့ဆိုတေရောဘာလဲဆိုလူတွေအများကြီးရှိလေအခုဆိုရင်အဲကလေးတွေဘာလဲနဲ့စီစီကကားလေးနဲ့ဖြစ်လာတယ်ပေါ့နော်ဒီလိုမျိုးတိုးတက်မှုတွေစက်ကတ်ခြင်းစိတ်တွေရှိလာတယ်ပေါ့လေအဲမြင်တွေ့ရတယ်ပေါ့နော်ဒါအတင်းတော်ရဲ့နှစ်30အတွင်းမှာပေါ့နော်ဒါဟိုရောက်နေမှုပေါ့နော်ဒီရင်တော့ဆိုကလေးဆိုဟိုရင်တော့ဆိုရင်အငယ်ရင်တော့ပေါ့နော်လူငယ်ဥက္ကဋ္ဌလောက်ခဲ့မှုတွေပေါ့နော်အဲ့တော့ဆိုရင်တော့လောက်အဲ့တော့ဟိုပါလူအင်ကတော့တိတ်တော့ဟိုလူငယ်မှာအရင်ကတော့ကြွားချမှုတော့မရှိဘူးဒါပေမဲ့ဘာတွေကြောင်းလဲဝါလဲဆိုအဲ့ဒီပေါ့နော် ခီတာပိုင်းနဲ့ဆိုင်တဲ့အရာတွေပါဆိုမငယ်ဥဒါလက်တဲ့မှာကိုကလည်းတိတ်မကြွန့်ကျင်တဲ့အရာပေါ့နော်ဒါပေမဲ့အခုခေတ်လူငယ်တွေလက်ထက်ကျတော့ပြောင်းလဲလာရဟိုရင်းသားဆိုလူငယ်တွေပြိုင်တာအဲကျန်းစာဘိုင်ဘယ်ဆိုစားရဲ့အတိမဆုတွေပါတွေရတယ်ပေါ့နော်ဘာငယ်လူခီတာအဲ့လောက်ကြီးမလောက်တက်သေးအဲ့လိုမျိုးတွေမရှိဘူးရိုးရိုးတက်တက်ပဲကို့အတင်းတော့မှဒီလောက်ပြန်ပွဲလောက်ပဲအဲ့လိုရှင်ပြိုင်တာရှိတယ်ပေါ့နော်အဲ့လိုမျိုးဟာတွေတော့အဲ့လိုမျိုးအခုခေတ်လူငယ်တွေမှာဆိုရင်လည်းအဲ့လိုပြောင်းလဲလာတာလည်းအများကြီးရှိပါတယ်ပြောဖို့ကားတယ်နော် eh pa nie bwa ma so yin no me ya di tan na byo ja ma la eh me ya di tan na ma ja ne ya di tan na ma so yin ငယ်ငယ်ဆိုရင်ပေါ့နော်သူကဆုရတဲ့အခွင့်ပါပဲသွားသွားနေခြင်းတဲ့ဟာလေးရှိတယ်ဟုတ်လားဟုတ်တယ်ပြီးအဲ့ပါလေမိမိနဲ့ငယ်ငယ်ဆိုခွဲလို့မရပါဆပတ်ကောရှိတော့ဆိုလည်းပြောတယ်အာပြိနဲ့သူကပြောတာတဖွဲ့တည်းမကြမကြရရတာကောက်ချိတ်သွားအာမတက်တော့အဲ့လိုအဲ့လိုမျိုးကြီးတော့ရှိတယ်ပေါ့နော်နေရာဒီတက်ပြီဆိုရင်အာဆီယမောက်အပူကတ်တာတဖွဲ့တည်းပဲအဲ့လိုထားပေးအဲ့အဲ့လိုမျိုးတွေတခါတခါကြာရ ပြန်တွေးကြည့်နော်ဗောနော်ဖြိုစရာကြီးရည်စရာကြီးဗောနော်ဟိုကြီးလာတော့မှကိုပြန်တွေးကြည့်တယ်အဲ့ဒါဆိုမရအောင်အဲ့လိုမျိုးခွဲလို့မရအောင်အဲ့လိုမျိုးလေအများကြီးစတာဗောနော်မိမိနဲ့ငယ်ငယ်ဆိုတာတခုခုအစီတင်နန်းနေပါတယ်အဲ့လိုလုံးလုံးဗောနော်ချားတင်တော့နေဖဲလို့ရှိလို့ဆိုလည်းမရအောင်ဒီလူပဲအဲ့ဒီ baby လို့ဆိုလည်းအားပြရောနော်ဖဲလူရှိလို့တည်းဆိုတခြားလူနဲ့သွားပြီးတော့မိတ္တရာမဟုတ်ဘူးဆိုကိုယ့်လူပဲမရအောင်ကန့်နေသွားလိုက်ရအဲ့လိုမျိုးပဲเนาะအဲ့ဒါလည်းအမတ်တရားခုလေးပါเนาะ အဲ့ငငယ်တော့တော့ဒီနွေရည်တန်လာတော့ပဲအမှတ်တရတော့ချက်ပါလေကျွန်တော်တော့သိဘာမှရှိပါဘူးနော်အော်တို့မော်လမြိုင်သွားတဲ့အကြောင်းအမှတ်ရလေနော်ပြောရနော်အဲအဲ့ဒါပြောမပြောအဲ့တော့မီမီတို့ငဲငယ်တို့ဆရာဟိမင်းထိုက်တို့ဆရာဟိမင်းထိုက်တို့ဆိုအဲ့တော့ Reverend Doctor တွေမဖြစ်သေးဘူးလေငါငယ်တို့တင်းတော့မှာအဲဆမောက်ခွေတို့တို့ဆိုဖလန်ဖလန်လူငယ်အရွယ်ပေါ့အောက်ဆလေးအဲအဲ့တော့မော်လမြိုင်သွားတာရထားစီးပြီး၈နိုင်လောက်ကြာတယ်အဲ့ဒါတော့အဲ့ဒီအတင်းတော့ကနေလွတ်တဲ့အစီအစဉ်ပေါ့နော် အဲ့တော့အမမငယ်တို့မမီတို့ကဘာသာလောက်ရလဲဆိုရင်အဲ့ဒါမလားပါအဖွဲချုပ်음အဲ့ဒါအဖွဲချုပ်စီအဖွဲချုပ်စီဝေးမှာပေါ့နော်အမမငယ်တို့ကြားစာသွားဖြေရဒီအတင်းတော်ပေါ့ဘီမြို့မှာအတင်းတော်ရေကိုစားပြေပေါ့နော်ဘုရားသာသနာနဲ့လေအဲဘုရားသာသနာနဲ့ပေါ့ဘီမြို့မှာအတင်းတော်တော့ဖြေတယ်အမမငယ်တို့ပုဂိုးနဲ့မှာရှိတော့ပုဂိုးနဲ့ရေကိုစားပြေပေါ့နော်လို့တော့ပြိုင်မှုတယ်ပေါ့နော်ဘိုးအတော်နေရှိတယ်အဲ့တော့ကျန်းစာတင်ပြီးတဲ့သူကဒိုင်လာအနာဂတိကျမ်းမငယ်မှတ်မိတယ်ပေါ့နော်ဘိုးအတော်နေစီမှာသွားတင်တယ်တင်ပြီးအဲ့ဒီမှာသွားပြီးတော့ ชิ่นไหนเราซีอ่ะยะถาสรตะคะไม่ซีปูอ่ะตะคะเว้ซีปูได้ปูอ่ะวะเนาะเออเสียไอ้เมทไททูเนี่ยตัวอ่ะเอมาร์คูยทูทูเนี่ยวะเนาะไอ้นี่หานี่ก็တော့ปูอ่ะมาร์คูที่แม่มีนี่ดีตรงวะเนาะนี่เยอะละ30วะเนาะอสักเนี่ยเต็นโนอ่ะ25นิดมาวะเนาะปูยดิลงมั้ยสุดยอดมูยดิลงมั้ยสุดยอดวะเนาะอสาไอ้หลุมใต้มีใจไอ้เนาะกูรู้ชื่อเลยวะเนาะกูรู้ละแท้วะเนาะลงมั้ยสุดยอดรอบไปไอ้นี่ အခြေအနေမျိုးမျိုးကြောင့်ပေါ့နော်မလုံးဖြစ်တော့ပေါ့နော်ဘာဖြစ်တာ30အထိတိုင်လာပြီး30မှာကျေးဇူးတော်ချီးမွမ်းပွဲလုပ်မယ်ပေါ့နော်ဒါလည်းဖျားအခွင့်ပေးလို့လုပ်ရတာပေါ့နော်ကိုယ်25နှစ်တော့လုပ်မယ်လို့တိုင်ပင်ခဲ့တဲ့လုံးဆောင်ခဲ့တဲ့အရာအချို့လည်းရှိတယ်ပေါ့ဒါပေမဲ့အဲ့ဒီအချိန်မှာပေါ့နော်မဖြစ်ပဲနဲ့အခုချိန်မှာ30မှာဖြစ်တယ်လွန်သွားပြီဖြစ်တဲ့လူတွေလည်းကျန်တဲ့လူတွေလည်းရှိတယ်ပေါ့နော်ဘာဖြစ်နှစ်30မှာအငယ်တို့ပါဝင်သွင်းရတဲ့အတွက်လည်းဖျားရှင်ကျေးဇူးတော်ချီးမွမ်းတယ်တင်းတော်ကလည်းပေါ့နော်ရှေ့ဆက်ပြီးတော့ ဘုရားရဲ့အမှုတော်မြတ်သာသနာမြတ်မှာထုံးနေတဲ့တင်းတော်ဖြစ်ပေါ့နော်ဘုရားရဲ့ကောင်းကြီးခံစားရတဲ့တင်းတော်ဖြစ်ဖို့ရန်အတွက်မင်္ဂလာဆုမကောင်းတောင်းပန်ပါတယ်အဲ့ငယ်ပြောသလိုပဲပေါ့နော်အဲ့ဒီမြစ်အစိတ်တော့ကတို့တွေလှုပ်ဖို့ကြာတို့တွေစူးစမ်းကြသေးတယ်အဲ့မှာလူငယ်တွေဆိုလဲတချင်းတွေပါတွေတိုက်ကြသေးတယ်လှုပ်ကြသေးအခွေတွေပါတွေထွက်မယ်လှုပ်ကြတယ်ပေါ့နော်သူညာလဲဖျားရှင်အဲအခွေမပေးဘူးလို့ပဲပြောရမလားလို့ပဲပေါ့နော်အဲ့လိုမျိုးအကြောင်းမျိုးနဲ့ပဲတို့တွေမလှုပ်ဆောင်နိုင်ခဲ့ပေါ့နော်ဒါပေမဲ့ဒီနေ့မြစ်30မှာတော့ အဲကိုရီလဲတရှိတဲ့ရှားရှိတဲ့ပါဝင်ခွင့်ရတဲ့အတွက်ဘုရားရဲ့ကျေးဇူးတော်ကိုချီးမွမ်းသလိုပေါ့နော်စနကနေပြောသလိုပဲလွန်သွားပြီဖြစ်တဲ့အဲပေါ့နော်အဲခေါင်းဆောင်တွေလည်းရှိမယ်ပြီးတော့ဆရာသမားတွေလည်းရှိမယ်အဲ့ဒီလိုလည်းအဲဆရာတို့လည်းဒီချိန်မှာအရန်အောက်မေ့တတိရတယ်ပေါ့နော်ပြီးတော့မှဒီဝင်စားခွင့်နဲ့အတူပေါ့နော်ဒီနှစ်30ရာနေပြီးတော့မှနောက်လာမိနှစ်ပေါင်းများစွာပေါ့နော်အသိတော်ကြီးပို့ပြီးတော့မှတိုးတက်အောင်ပြုရတော့